ဆုံးရှုံးမှုတွေကြာကတန်ဖိုးတခါတလေဆုံးရှုံးမှုတွေကကိုယ့်ကိုပိုကောင်းတဲ့နေရာတစ်ခုကိုခေါ်ဆောင်သွားတတ်ပါတယ်ဆုံးရှုံးမှုတွေကြာကကိုယ့်ရဲ့ခွန်အားကိုပြန်တွေ့ရတယ်ကိုယ့်ရဲ့တန်ဖိုးကိုပြန်သိရတယ်ကိုယ်ဘာလို့ခြင်းနဲ့ဘာမလို့ခြင်းမှုဆိုတာကို ပိုရှင်းလင်းလာတယ်ပထမဆုံးအလောက်ကထွက်လိုက်ရတဲ့အခါကိုကဘာအလုပ်မျိုးလုပ်ချင်တာလဲဆိုတာပိုသိလာရတယ် ပထမဆုံးချစ်သူနဲ့꿰သွားတဲ့အခါကိုကဘလို့ချစ်မျိုးလိုချင်တာလဲဆိုတာပူသိလာရတယ်။ social မှုတွေကအစပိုင်းမှာနာကျင်စေပေမဲ့နောက်ပိုင်းမှာရင်ကျက်စေပါတယ်။ကိုစီကနေလွတ်ထွက်သွားတဲ့အရာတွေကိုတွေးပြီးငိုနေမဲ့အစားကိုလက်ထဲကျန်တဲ့အရာတွေရဲ့တံပိုးကိုသိလာတတ်ပါတယ်။အတိတ်ကဆုံးရှုံးမှုတွေကြောင့်အခုချိန်မှာကိုဘဝကို အမြင်သစ်နဲ့မြင်တတ်လာပါတယ်။အရင်တော့တံမိုးထားတတ်ဖို့မသိခဲ့တဲ့အရာတွေကိုအခုချိန်မှာ ပိုတံမိုးထားတတ်လာပါတယ်။အရင်တော့အဆင်မပြေခဲ့တာတွေကြောင့်အခုချိန်မှာကိုယ့်ကိုယ်ကိုပိုနားလည်လာပါတယ်။ဆုံးရှုံးမှုတွေကြားမှာကိုယ့်အနာမှာဘယ်သူတွေကျန်နေသေးလဲဆိုတာပြန်သိလာပါတယ်။အိမ်မက်တွေပျက်စီးသွားတဲ့အခါဘယ်သူတွေကအားပေးမလဲ။အခွင့်အရေးတွေဆုံးရှုံးသွားတဲ့အခါ ဘယ်သူတွေကနှစ်သိမ့်မလဲဆိုတာသိလာရပါတယ်တခါတလေဆုံးရှုံးမှုတွေကကိုမရောက်တဲ့နေရာကနေကဲတင်လိုက်တယ်လို့လည်းဖြစ်တတ်ပါတယ်ကိုနဲ့မတန်တဲ့ဆက်ဆံရေးတွေကိုနဲ့မကညီတဲ့အလုပ်တွေကိုကိုအကျိုးမပြုတဲ့အတွေ့တွေကနေလွတ်မြောက်သွားစေပါတယ်ဆုံးရှုံးမှုတွေကိုလက်ခံတတ်လာတဲ့အခါစိတ်ချမ်းသာမှုကိုရလာပါတယ် လွတ်သွားတဲ့အရာတွေအတွက်မစိုးရိမ်တော့သလိုရလာမယ့်အရာတွေအတွက်လည်းမပူပန်တော့ပါဘူးအရာရာတိုင်းကကိုယ်ကိုယ်တခုခုသင်ပေးသွားတယ်လို့သဘောပေါက်လာပါတယ်ကြီးမားတဲ့ဆုံးရှုံးမှုတွေကြားကဖြစ်တန်းလာရတဲ့အခါတေးငယ်တဲ့ပြဿနာလေးတွေကိုဖြေရှင်းတက်လာပါတယ်ဘယ်လောက်ပဲခက်ခဲတဲ့အခြေအနေမျိုးဖြစ်ဖြစ်အဆင်ပြေအောင်စီမံတက်လာပါတယ် ဆိုးရှုံးမှုတွေကလူတစ်ယောက်ကိုဘယ်လောက်ပြောင်းလဲစေနိုင်တယ်လဲဆိုတာတခါတလေအံ့ဩမိပါတယ်။ဆိုးရှုံးမှုတွေကြာကနေကိုယ့်ရဲ့အာသာချက်တွေကိုတွေးလာရပါတယ်။အခက်အခဲတွေကြာမှာကိုကဘယ်လောက်ထိကြံ့ကြံ့ခံနိုင်တယ်လဲ။အကျက်အသေးတွေကြာမှာကိုကဘယ်လောက်ထိစိတ်ရှည်နိုင်တယ်လဲ။အရှုံးတွေကြာမှာကိုကဘယ်လောက်ထိ ပြန်ထနိုင်တယ်လဲဆိုတာသိလာရပါတယ်။ဆုံးရှုံးမှုတွေကြာကနေအစ်စ်တွေကို စတင်တက်လာပါတယ်။အရင်တုန်းကမရေတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်လာနိုင်တယ်။အရင်တုန်းကမလုပ်ရတဲ့အရာတွေကိုစွန့်စားတက်လာတယ်။အရင်တုန်းကမတွေးရတဲ့အိမ်မက်တွေကိုမက်လာတတ်တယ်။တခါတလေဆုံးရှုံးလိုက်ရတဲ့အရာတွေအစားပိုကောင်းတဲ့အရာတွေရလာတတ်ပါတယ်။အရင်လောက်ကထွက်လိုက်ရလို့စိတ်သက်ကြနေတော့ပိုကောင်းတဲ့အခွင့်အလမ်းတွေရောက်လာတတ်တယ်။ အရင်ချစ်သူနဲ့လမ်းခွဲလိုက်ရလို့နာကျင်နေတော့ပိုတင့်တော်တဲ့သူနဲ့တွေ့ဆုံရတတ်တယ်။ဆုံးရှုံးမှုတွေကကိုနဲ့မကန့်ညီတဲ့အရာတွေကနေလොမြောက်ဖို့အခွင့်ရေးကောင်းတွေလည်းဖြစ်ပါတယ်။လွတ်သွားတဲ့အရာတွေနေရာမှာပိုတင့်တော်တဲ့အရာတွေဝင်လာစေဖို့နေရာလွတ်တွေဖြစ်လာပါတယ်။နောက်ဆုံးမှာတော့ဆုံးရှုံးမှုတွေဟာကြံ့ကြံ့ခံနိုင်စွမ်းရဲ့သင်ခန်းစာတွေဖြစ်လာပါတယ်။ ကိုကိုကိုပိုနားလည်လာစေတဲ့စာမျက်နှာတွေဖြစ်လာပါတယ်။ပိုကောင်းတဲ့အနာဂတ်စီရှောက်လန်းဖို့လမ်းကြောင်းတွေဖြစ်လာပါတယ်။ဆုံရှုံမှုတွေကြားမှာအမြဲတမ်းနာကျင်နေစရာမလိုပါဘူး။တခါတလေအဲ့ဒီဆုံရှုံမှုတွေကကိုကိုအကောင်းဆုံးလက်ဆောင်ပေးသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။အဲ့ဒါဟာကိုဘလောက်ထိစိတ်သက်ခိုင်မာတယ်ဆိုတာသိလိုက်ရခြင်းပါပဲ။ ညာနနိုဝင်ဘာ27 2024လူကြီးမင်းတို့အချိန်ပေးနာဆင်မှုအတွက် accessory ဒါမှကျေးဇူးတင်ရှိပါတယ်ရှင်